ဧပြီလ22ရက်နေ့မှာစာပြီးပြင်ဆင်တယ်အခုပြီးခဲ့တဲ့ဧပြီလ30ရက်နေ့မှာကျွန်တော်တို့ကလိုဒီကုန်းနဲ့ကစားခဲ့တယ်မာကူတုံညာနဲ့ကျွန်တော်နိုင်ခဲ့တယ်အဲမှာကျွန်တော်တို့ training ချင်းက တကယ်ပြင်ဆင်နေရရှိရပဲရခဲ့တော့เนาะဘောလုံးသင်းတွေမှာတော့ကျွန်တော်ကင်ခဲ့တဲ့အသင်းတွေမှာဆိုကျွန်တော်ရန်ကုန် United ကခန္ဓာဝရီ United နှစ်သင်းကင်ခဲ့တယ်အဲ့နှစ်သင်းတော့ဘာအားသာလဲဆိုတော့ facility အားသာတယ်ဒါပေမဲ့ရန်ကုန်နဲ့ခန္ဓာဝရီနဲ့ဘာအကွာလဲဆိုတော့ကစားသမားစူးစီးမှုအများကွာတယ်ရန်ကုန် United ကတကယ်ကစားသမားကောင်းတယ်အများကြီးရှိတယ်ကျွန်တော်ခန္ဓာဝရီကတော့တကယ်ကျိုးစားတဲ့ကစားသမားတွေနဲ့ဟိုတိုင်ပွဲဘောလုံးပမတ်သက်ကစားရင်ကစားသမားတွေပဲရှိပါတော့။အဲ့မှာဘာတွေအခက်အခဲကြုံရလဲဆိုတော့ဒီနံမကြီးကစားသမားတွေဘယ်လိုထိချုံမလဲ တကယ် quality player တွေဘယ်လိုထိန်းချုပ်မလဲဒီလိုပဲ B class C တဲ့ကစားသမားတွေဘယ်လိုထိန်းချုပ်မလဲသူတို့ဘယ်လိုမျိုးလိုလက်ခွင့်တွေပေးမလဲသူတို့ဘယ်လိုယုံကြည်မှုတွေပြန်ရအောင်ယူမလဲသူတို့နဲ့ကိုယ်နဲ့ချမအပြန်အလှန်ယုံကြည်မှုကအရင်အရေးကြီးပေါ့အဲ့ဒါတော့အဓိကခက်ခဲပါပါပြန်လဲယုံကြည်မှုမတည်ဆောင်းနိုင်ရင်တော့အတင်းတစ်ခုတော်တော်လေးခက်ခဲပါအောင်အဲ့ပြန်ဘာတွေအရေးကြီးလဲဆိုတော့ဘရုံးသမားနဲ့နှီးပြတယ်မဟုတ်ဘူးအတင်းရဲ့ management တစ်ခုလုံးကိုယ့်ရဲ့နှီးပြအဖွဲ့ဝင်တွေကိုယ့်ရဲ့ staff တွေကိုယ့်ရဲ့ media မိုင်းအလူတွေကိုယ့်ရဲ့ဒီဝန်ထမ်းတွေကိုယ့်ရဲ့ဒီတင်းရဲ့ official တွေအကုန်လုံးနဲ့လည်း တစုတစည်းတဲ့ဖြစ်အောင်လုပ်ရတာနိပြဆရာအရေးသေးပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီနိုင်ငံမှာကျွန်တော်နိုင်ငံနေနဲ့ခြိပြောရမှာနော်ကျွန်တော်နိုင်ငံရှင်အစုကစားသမားကောင်းလေးတိတ်အရင်လိုပုံမထွက်လာတော့ဘာလို့လဲဆိုတော့အဓိကဘာလို့ဆိုတော့ကျွန်တော်ပြိုင်ပွဲတွေနေနေလာတယ်ပြိုင်ပွဲနေလာဆိုအဲ့မှာဘာတွေရွေးချယ်ရမလဲဆိုတော့တကယ်ဆိုအခုပြောတဲ့ technically ကျွမ်းကျင်တဲ့ကစားသမားတွေအော် ဟိုပါဘောနော်ပါရမီရှိတဲ့ကစားသမားတွေအဲ့ဒါတွေကိုတေချာလေးရွေးထုတ်ပြီးတော့မှဟိုဘယ်လိုပြောတေချာလေးရွေးထုတ်ပြီးတော့မှကျွန်တော်ပို့ပြီးတော့ကောင်းတဲ့အဆင့်ကိုရောက်စေချင်တယ်နောက်တစ်ခုပြိုင်ပွဲကိုလည်းဒီထက်ပို့ပြီးတော့များ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 လေးလှုပ်စေချင်တယ်ဒါပေမဲ့ပြိုင်ပွဲမှာဘာတွေအရေးကြီးလာလဲဆိုတော့တိတ်ဟိုပါဘောနော်ညင်ညင်လေးတားတဲ့ကစားသမားကြက်ခိုင်မှုဦးစားပေးတဲ့ကစားသမားတွေပို့ပြီးတားတော့ကျွန်တော်နီးပြပွားမှာပါဦးစားပေးလဲဆိုတော့ကစားသမားလည်းများများမွေးထုတ်ရမယ်ညင်ညင်သွေးပိုင်းဆိုင်အောင်လည်းဒီထက်ပို့ပြီးပြင်ဆင်ပြုပြင်ပြအောင် စီကံပိုင်းဆိုင်ရာဆိုတော့အဲ့ဒါအရင်အကြီးဆုံးပဲကျွန်တော်ကဟိုတချို့ဟိုနေရာတွေမှာဟိုချွတ်နေပိန်ပေါင်းနော်ဟိုကစားသမားကောင်းကြရင်စီကံတစ်ခုဒီ big class ကစားသမားကြရင်စီကံတစ်ခု foreigner ကစားသမားကြရင်စီကံတစ်ခုအဲ့ဒါဆိုတော့အရင်မှပါလေစီကံက foreigner ကစားသမားလည်းဒီကစားဒီစီကံပဲလူငယ်ကစားသမားလည်းဒီစီကံပဲဒီ big class ရဲ့ကစားသမားဒီစီကံပဲ big class ရဲ့စီကံစီကံ discipline တစ်ခုလည်းဖြစ်နေတာအဲ့ဒါမှ player တွေကိုယ်ရှုံးကြည့်မှုရတာပေါ့နော် တားတဲ့လူကြောင့်တစ်မျိုးမသားလူကြောင့်တစ်မျိုးအဲ့လိုမဟုတ်ဘဲနဲ့စီကံကိုတသက်မှတ်တဲ့တစ်ခုလည်းချမှတ်တာအကောင်းဆုံးပါကျွန်တော်တို့ကအဓိကမိဖုရားတယောက်ကဘာနဲ့တိုင်းတာလဲဆိုတော့မိဖုရားတယောက်ကအပတ်တိုင်းမှာစာမေးပွဲရှိပါတယ်ဘာလို့အပတ်တိုင်းစာမေးပွဲရှိလဲဆိုတော့မိဖုရားတယောက် reset reset မကောင်းလို့ရှင်ဒီမိဖုရားတယောက်ကဘလို့မှဟိုဒီအသင်းမှာရက်တည်လို့မရနိုင်ဘူး reset ကောင်းအောင်လည်းလုပ်ရတယ်နောက်တစ်ခုက entertainment ကိုယ်အသင်းရဲ့ကစားတဲ့ entertainment လည်းပေးတော့ပေးနေတယ် ပေးဘောလုံးဘောလုံးရကန်လိုက်ပြေးလိုက်ကန်ဒီပြေးနေဆိုတော့တပြေးတက်မှလည်းလာကြည့်မှာမို့ကိုသိုံးလည်းအန်တာတိန်အန်တာတိန်မဖြစ်အောင်ပြင်ဆင်ရမယ်ဟုတ်လို့ကစားသမားကောင်းတွေလည်းမွေးထုတ်အောင်ရက်ဆက်ကောင်းအောင်လည်းလုပ်အဲ့သုံးခုသုံးသုံးခုပေါ့နော် balance ကြီးထိန်းထိန်းထားဒီမှာလေးကလပ်တွေကဒီဘတ်အစီအအစအဆင့်ပါဘောလုံးကလည်းဒီစီးရအိုက်ကဘူးလုကန်နဲ့ခုနေမှာတော့ငွေနဲ့လည်းအရှင်ရံဆောင်ရဲ့ရှင်းပိုင်နေရှိသေးတယ်နော်အဲ့တော့ဒီမှာကလပ်တွေအောင်မို့တော့ ုမျိုးအနေနဲ့ကိုမျိုးရဲ့တွေ့ကြုံစီကပြောပြကျွန်တော်တို့ကျွန်တော်တို့ကြုံလိုက်ပြန်ပြီးတော့ sharing လုပ်ရမယ်ဆိုတော့ channel club တည်းတည်းလေဟို champion စိန်ခွန်နိုင်တဲ့ပုံစံမျိုးတိုက်ပြင်ဆင်ရမယ်အခုပြင်ဆင်လိုက်အခုမပြင်ဆင်လိုက်အခုပြင်ဆင်လိုက်အခုပြင်ဆင်လိုက်မလုပ်ဖဲနဲ့ဒီချက်ပို့ပြီးတော့ supporting ပေးရမယ်ဒီချက်ပို့ပြီးတော့ပြင်ဆင်ရမယ်နောက်ပြီးတော့ကစားသမားကောင်းတွေဒီချက်ပို့ပြီးတော့နည်းနည်းဆဆပေါ်ထွက်လာရမယ်နောက်တစ်ခုနိုင်ငံသားကစားသမားခေါ်ရဆိုလေအည်သွေးရှိတဲ့နိုင်ငံသားကစားသမားခေါ်ရ ဟိုတရားဝိုး၃ရောက်တော့မဖြစ်စီခြင်းပေါ့နော်တကယ်အရေးသွေးရှိတဲ့ကစားသမားကောင်းတွေနိုင်ငံသားကစားသမားဆိုလေအဲ့လိုကစားသမားတွေကော်ထရစီနော်အဓိကတော့နီးပြတယောက်ရဲ့အရေးသွေးလည်းအများကြီးလိုအပ်ပါတယ်ကျွန်တော်တို့ကအခုကြားတဲ့အုပ်စုမှာကျွန်တော်တို့တကယ်လူငယ်ရင်းနဲ့ဖွဲ့စည်းထားတဲ့ ISP နော်ဒါဆိုတော့နှစ်လုံးပေါင်းသူတို့လေ့ကျင့်လာတဲ့ ISP အသင်းပါတယ်ဒီကက်တော့ဆိုအငြင်းနဲ့ပြင်ဆင်တဲ့ရခိုင်နဲ့တက်ပါတယ်နောက်တော့ချင်းလန်းပေါ့နော်အခုဆိုရင်နိုင်ငံသားကစားသမားတွေလည်းပါတယ်သူငယ်ကစားသမားတွေနဲ့ပေါင်းဆက်တာချင်းလန်းလည်းပါတယ်နောက်တစ်ခုကတော့ ကျွန်တော်မနေ့ကနိုင်ခဲ့တဲ့ glory ကိုပေါ့နော်အသင်းလေးတွေကသူကလည်းသူပြင်ဆင်နေကြတာအသင်းကောင်းတွေပါပဲကျွန်တော်တို့လည်းဒီအသင်းတွေကိုဟိုလီလီဆာဆာနဲ့အကောင်းဆုံးရှင်ပြိုင်ပါပါဒီဟာဒီကကျွန်တော် league ကတော့ပဲအရင်ဆုံးစဉ်းစား league ကကျွန်တော်ပြင်ဆင်စဉ်အရန်နေတဲ့အတွက်ကြောင့်ဘာလို့လဲဆိုတော့ပထမဆုံးကျွန်တော် target ကအုပ်စုတက်အောင်ကျွန်တော်စူးစမ်းမယ်အုပ်စုတက်သွားတဲ့ခါကျရင်ဥပမာကျွန်တော်အချင်းက quarter final game ကိုအချင်းကတလားလောက်ပြန်ရတယ်ပြန်ခါဆိုကျွန်တော်တို့ဒီ quarter final နဲ့ semi final ဆီကိုကျွန်တော်အချင်းလေးတစ်ခုရပါလက်ရှိတော့ကျွန်တော်ကလေးတွေကိုကျွန်တော်အုပ်စုတက်ဖို့အတွက်ပဲကျွန်တော်မြန်မာ ဟိုသူတို့တက်ကက်ပေးထားပါကျွန်တော်ကတော့ကျွန်တော်အားပေးတဲ့ပြည်သက်တွေရောကျွန်တော်ဟန်တာတွေအားပေးတဲ့ပြည်သက်ကျွန်တော်တို့ကကျွန်တော်ပြောနေကြစကားတခုတော့ရှိပါကျွန်တော်ပြည်သက်ကျွန်တော်အနိုင်ရလက်ဖို့ဆောင်ပြီးပြည်သက်တွေပြောရှိမှုအမြဲပေးခြင်းပါတယ်